ရသဗျာဟာလူဘဝရလာပြီးတဲ့အခါမှာအသက်80တတ်တော်80လူလောကမှာနေထိုင်ခဲ့တယ်တတ်တော်80ဖရာဘဝနဲ့45နှစ်နေထိုင်ခဲ့တရားကျင့်တဲ့အချိန်ကနှစ်ပေါင်း6နှစ်နောက်ပြီးစိတ်ခံစားပြီးတော့မင်းသားဘဝနဲ့နေတာက29နှစ်ဟော ဖျားလောင်းလေးမွေးဖွားလာပြီးတော့ရွှေနှန်းစည်းတိမ်ခံစားနေတဲ့29နှစ်အတွင်းမှာအခက်အခဲတစ်စုံတရာရှိခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာမရှိဘူးเนาะမှတ်တမ်းမှာမှတ်ထားတာမရှိဘူးအေးတောထက်ပြီးတော့တရားကျင့်နေ6နှစ်ကြာလို့ရှိရင်တော့ခက်ခက်ခဲခဲတရားကျင့်ကြရတာဘာကြောင့်လဲတမ်းမအနေထားမဟုတ်ဘဲနဲ့ ဖျားလောင်းတော့ဟာဒီအနုတ္တရတန်တိဝရဗဒလို့ခေါ်တယ်တကယ်ထူးမြတ်တဲ့အငိမ့်ဓာတ်ကိုရှာတယ်အဲ့ဒါလို့ရှာတာဟာမှန်ကန်တဲ့လမ်းကြောင်းနဲ့မရှာမီပဲနဲ့မှားရတဲ့လမ်းကြောင်းနဲ့လိုက်ပြီးတော့ရှာနေတာအချိန်နေဖြုံးပြီးတော့6နှစ်နီးနီးလောက်ဖြစ်သွားတယ်အဲ့လိုနမ်းမပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ဒုက္ခရောက်သွားတာဟာ ကံကြမ္မာဝိချေးကိုပေးဆရတာလို့ဒီလိုအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတယ်နော်အဲ့ဒီချိန်ကစပြီးတော့ကံကြမ္မာဝိချေးဟာပေါ်လာမမင်္ဂင်္ဂနဲ့တကယ်တရားလမ်းကြောင်းတိုင်ကြီးလိုက်မယ်ဆိုလို့ရှိရင်6နှစ်ထီအောင်ကျင့်စရာလည်းမလိုဘူးတရောက်ပဲမှန်းခံမှုလည်းမလိုဘူးမလို့အဖက်နဲ့ မာယွန်းနဲ့အကျင့်တွေနဲ့အချိန်ကုန်ပြီးတော့ခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့ဒုက္ခတွေအချင်းချင်းရောက်သွားကြရတာဟာလွန်ခဲ့တဲ့ဘဝတစ်ခုမှာပြင်းမာခဲ့တဲ့ကံကြမ္မာဝွချွေးရဲ့ဝွချွေးကိုပေးဆရာချင်းလို့ဒီလိုပြောတယ်။ဘယ်တော့ဝွချွေးဖြစ်ခဲ့တာတုံးလို့ဆိုတိတ်မဝေးခင်ကဝွချွေးဟောဒီဗဒ္ဒကဘာထဲမှာဂေါရမမြတ်စွာဘုရားမပွင့်ခင်အရင်ပွင့်တဲ့ဘုရားကတ္တဗမြတ်စွာဘုရား လူတွေရဲ့တက်တန်းအသက်2000တန်းမှာကသဗ္ဗမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်။အဲ့ဒီအချိန်မှာဘောရဝဘုရားလောင်းဟာသောတိပါလာလို့ဆိုတဲ့ပုံနာဝေရကျန်တဲ့ပုံနာဖြစ်ခဲ့တယ်။ဝေရကျန်တဲ့ပုံနာတွေဆိုတာအလွန်မာမနကြီးတယ်။ပညာမှန်တအားတက်တယ်။ပညာမှန်နဲ့မကဘူး။ပြမနာဆိုတာ အဲ့ဒီခေတ်ခါမှာအမြတ်ဆုံးမဲ့သူကကသဘဘုရားလက်ထက်နဲ့ဂေါရဝဘုရားလက်ထက်မတူဘူး14မျိုးခွဲထားတဲ့အဲမဲ့ခတ္တိယဇဗျမနာဇဝိသဇသௌဒ္ဒဇလို့အိန္ဒိယနိုင်ငံမှာလူတွေရဲ့အဆင့်အတန်းဇခွဲခြားထားတာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးတဲ့မဲ့ဂေါရဝဘုရားလက်ထက်မှာကြတော့ခတ္တိယဇကဥဆောင်နေတယ်မျိုးမျိုးတွေကထိတ်တန်းရောက်တယ်လို့ဆိုပါစို့ ပြမနာစကဒုတိယအဆင့်မှာရှိတယ်။ဝိတ္တရောသုဒ္ဓရောကတော့တတိယနဲ့သုဒ္ဓပေါ့နော်။ကသဗ္ဗဖေယလက်ထက်မှာကြတော့ခတ္တိယဇတ်တဲ့ပြမနာစကထိတ်တန်းချတယ်။ပြမနာစကပို့ပြီးတော့မြင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ကသဗ္ဗမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပြမနာစဝင်မယ်။အဲ့တော့ဇတ်ကိုအမြင့်ပြုပြီးတော့လည်းပဲမာမနာတွေတက်တယ်။ဘေရာကျန်းကန်နေတက်တဲ့ ဘုံတုတ္တပညာကိုအကြောင်းပြုပြီးတော့လည်းပဲအဲ့ဒီဇောတိပါဏပုံနာမမနာတွေတက်ခဲ့တယ်။ဘုရားလောင်းတော့ဘလောက်ပဲပါရမီတွေပြည့်ပြည့်ဘုရားလောင်းဆိုတာအမတမစိတ်ကောင်းရှိပြီးတော့ဘဝဘဝမှာစီးပူးအထုတ်ခဲ့တဲ့ပါရမီတွေနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ပေါဝန်းကျင်ရဲ့လှည့်စားမှုကြောင့်ဇာတိမန်တွေတက်တယ်ပညာမန်တွေတက်တယ် ပညာမဏိတက်ပြီးတော့ကသဝမြတ်စွာဘုရားကိုလူမထင်သူမထင်သဘောမျိုးနဲ့သူကပြောခဲ့တယ်ဘယ်လိုပြောလဲလို့ဆိုရင်ဘောဓိဆိုတဲ့ဖရာတဆဖြစ်ဖို့အတိညာဆိုတာသူတို့ဗေဒကျမ်းဂန်နေထဲမှာလည်းပါတာပေါ့အဲ့ဒီဘောဓိဆိုတဲ့အတိညာဟာအမတန်မှခဲရင်ဒီလိုခဲရင်တဲ့အတိညာကို ဒီလိုကရုံတုံးထားတဲ့ကိုတော်ရနိုင်ပါမလားလို့ပြောခဲ့တယ်။ကတ္တဝဘုရားကိုအထင်သေးပြီးတော့ပြောခဲ့တယ်။ဒီစကားလေးရှိတယ်ပေါ့။ကုတောနုဘောဓိမုံတ္တ။ဟောမုံတ္တဆိုတာဥပ္ပီကရုံဆိုတဲ့အဓိပ္ပာယ်နော်။ဘောဓိပရမဒုံလပါဘောဓိဆိုတာ တမိယတဉာဏ်ကြီးဆိုတာအမတမခဲနေရခဲတယ်အဲ့ဒီရခဲတဲ့တမိယတဉာဏ်ကြီးဟာသူ့မှာရနိုင်ပါမလားမရနိုင်တော့ဘူးလို့အထင်သေးပြီးတော့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီဘုရားလောင်းပြီမဲ့လို့ဘုရားကိုမကြည်ညိုဘူးဆိုတာတတိထားဖို့လိုအပ်တယ်ကတော့ဘုရားပြီးရင်ပွင့်မဲ့ဘုရားအလောင်းကဘုရားကိုမကြည်ညိုဘူးဟုတ်ကဲ့ ဒါကြောင့်မလို့ကိုယ့်ကိုယ်သိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဘုရားဘာသာ ဖြစ်နေပြီမလို့နောက်ဘဝမှာဘုရားဘာသာလူမျိုးတွေရှားမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ရှားမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေဘက်ရောက်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုယ့်ကိုယ်ခိုင်မာအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အသိညာနော်ဒီလိုဘုရားလောင်းကြီးတောင်မှပဲ ီဖះကိုကြီးညိုနိုင်စွာမရှိအဲ့ဒီမှာကသဗ္ဗမြတ်စွာဘုရားကိုပြုစုနေတဲ့ကသဗ္ဗဘုရားနဲ့အမတမယဉ်သိတဲ့ဂတိကာရဆိုတဲ့ဩရိန်တဲ့ကြီးရှိတယ်။ဘောဓမဘုရားအလောင်းတောထွက်တဲ့အခါကျတော့ကြာသင်္ကန်းလာကတ်တယ်ဆိုတာပြမာကြီးအဖြစ်နဲ့အဲ့ဒီဂတိကာရကသဗ္ဗလက်ထက်တုန်းကကသဗ္ဗဘုရားလက်ထက်တုန်းကသူကဩရိန်တဲ့ကြီးမျက်စိနှကွင်း အလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတယ်သူကအနာဂံဥပဒကာကြီးအဇောတိပါလာဆိုတဲ့ပုံနာနဲ့သူကအမတန်မှခင်တယ်အမတန်မှရင်းနှီးတယ်ရင်းနှီးတော့အဲ့ဒီဇောတိပါလာပုံနာကိုဘုရားကြောင်ခေါ်တာဘုရားကြောင်ပေါင်းအောင်ဆိုမလိုက်ဘူးသူကနော်မလိုက်ရုံနဲ့မကဘူးဒီဥပ္ပိကရုံးနေစီသွားလို့ဘာကျိုးရှိမှတော့ဆိုတဲ့စကားမျိုးပြောတယ်သူက เนาะနောက်ဆုံးကြတော့ဂတိကာရဆိုတဲ့ဩရိန္ဒေကြီးကခွန်အားဗလာလည်းမတန်ကောင်းနောက်ဆုံးကြတော့လိုက်မလာမလိုက်ဘူးလားဆိုပြီးတော့ဆပင်ဆွဲပြီးတော့ကင်လိုက်တဲ့အခါကျတော့မှသူကဘုရားလောင်းဆိုတာစိတ်ကောင်းတော့အမတန်ရှိဂတိကာရလူစမ်းနေတဲ့လူတယောက်ကသူ့ဆပင်ကိုကင်နာနဲ့ပဲသူက တာမန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီနေရာမှာတပ်ပွဲဖြစ်သွားနိုင်တယ်ပေါ့ဟောဘုရားလောင်းကတော့စဉ်းစားတယ်တိတ်အရေးကြီးတဲ့ကိစ္စမျိုးငါ့ကိုခေါ်တာပဲလို့ဒီလိုတွေးအဲ့ဒါလို့တွေးပြီးတော့ကဲသဘင်တော့မဆွဲနဲ့လိုက်ခဲ့မယ်လိုက်သွားတယ်ဘုရားစီရောက်တော့တရားဟောတယ်ဘုရားတရားလည်းနားလဲရဆုံးဖြတ်ချက်ကြသွားတယ်ဓမ္မတရားဖြစ်တရားမှန်ပဲဆိုတာချက်ချင်းသိသွားစောစောပိုင်းတုန်းကတော့ ဇာတိမန်နေပညာမန်နေနဲ့အခုကံဖြစ်နေသည့်အတွက်ကြောင့်ဘုရားပေါ်မှာအထင်သေးမြင်သေးစကားတွေပြောခဲ့တယ်။ဘုရားတရားနာလဲရတဲ့အခါကျတော့အမှန်တရားဆိုတာဒါပဲလို့ဆုံးဖြတ်ပြီးတရားပွဲကထတာနဲ့ဘုရားစီမံခွင့်တောင်းပြီးတော့သင်္ကန်းဝတ်လိုက်တာအိမ်မပြန်တော့အဲဘုရားလောင်းနေကဆုံးဖြတ်ချက်အမတန်ပြင်းထန်တာမန်ပုဂ္ဂိုလ်တွေကဒီလိုဆုံးဖြတ်ချက်သိပြီးတော့မရှိဘူး ိုက်တော့ကြိုက်တယ်မလုံးနိုင်သေးဘူးဒီလိုဘုရားလောင်းနေကြတော့အယူဝါဒတစ်ခုကိုယူပြီးဆိုလို့ရှိရင်လည်းလမ်းဆုံးအောင်လိုက်တယ်စွန့်မီဆိုရင်လည်းချက်ချင်းစွန့်တယ်သူတော့အချိန်မဆွဲဘူးဆိုလိုတာကပြတ်သားတယ်ရဲရင်နဲ့ပေါ့တမန်ပုဂ္ဂိုလ်တွေကပြတ်သားမှုရဲရင်မှုအားနည်းတယ်မရှိကြဘူးဒါကြောင့်မလို့တန်မြာထဲမှာအချိန်ဆွဲနေကြတာဟုတ်ကဲ့ ုန်းကြီးတို့တွေပြတ်သားမှုရဲရဲမှုမရှိသည့်အတွက်ကြောင့်တန်တန်တရားထဲမှာအချိန်ဆွဲပြီးကြားနေကြတာအေးဇောတိပါဠလူလင်ဘွားတုန်းကဘောဓိဆိုတာအလွန်ခဲနာဒီလိုဥပ္ပိကရုံးနေအနေနဲ့ဘယ်လိုလုပ်ပြီးဘောဓိဉာဏ်ကို ရနိုင်မှာတုန်းဆိုတဲ့ဒီအပြောနဲ့ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့်လမ်းလွဲပြီးတော့သူခင်ဗျာကျင့်နေရတာလွယ်လွယ်နဲ့မရဘူးတဲ့အဲ့ဒါ ဒီစကားပြောခဲ့သည့်အတွက်ကြောင့်လွယ်လွယ်နဲ့မရခဲ့ဘူး6နှစ်ပတ်လုံးလမ်းလွဲပြီးတော့ဘုရားအလောင်းဟာချင်းချံကြိုးကိုအထောက်ခဲ့ရတယ်ပင်မဆင်းရဲစွာလမ်းရှာမတွေ့နိုင်ဘူးအတော်နဲ့အဲ့ဒါဟာဝတ်ကြွေးကိုပေးဆပ်လိုက်ရတာပဲလို့ဒီလိုပြောတာเนาะ